ဒီနေ့မှာတင်ဆက်ပေးသွားမှာကတော့ဆီရော်ဥပုံနဲ့နမ်မရုံမဲနူးလိုကြကဆီရတပည့်ဆက်ဆံရေးအကြောင်းပဲဖြစ်ပါတယ်။ကြည့်ကြဆိုရင်အစီအစဉ်လေးကိုဆက်လိုက်ကြရအောင်ရှင်။နမ်မရုံမဲနူးဟာရီမန်းချက်အလွန်ကြီးတူတူဖြစ်ပြီးအလွန်ချမ်းမြတ်သူလည်းဖြစ်ပါတယ်။တို့ပေမဲ့နမ်မရုံမဲနူးဟာအလူဂျာနာတွေကိုလည်းရေရောစွာလူရန်လေးရှိသူဖြစ်ပါတယ်။ သူမရဲ့လူဒန်းမှုတွေထဲမှာမှအထူးသဖြင့်စီအရော်ဥပုပ်ကိုဘာဒီရော်နဲ့နမ်ရော်မန်နူးတို့လူဒန်းထားတဲ့နန်းညိုရဲအုပ်ကြောင်းတော်ကြီးရာဆိုရင်ယနေ့ထိတားညမဲ့ကြီးထင်ရှားစေဖြစ်ပါတယ်။စီအရော်ကြီးဥပုပ်ဟာစကားပြောအလွန်နဲ့ပါတယ်လို့အငြေရန်စာဖတ်ခြင်းစာရေးခြင်းတွေကိုသာပြုမူနေကြပါတယ်။အကြောင်းမဲ့သူကိုချင်းကပ်သူတွေကိုတော့ဘလူလာအပ်တဲ့အနှိမ့်ချာရောအနောက်ရှက်တွေရဲ့လို့ယူဆကြပါတယ်။သာသနာပိုင်ဆရာတော်ကိုဖြစ်ဖြစ်ဘီရင်နဲ့မိဖုရားကိုပဲဖြစ်ဖြစ်ခက်ခက်ပြတ်တာဆက်ဆံလေးရှိပါတယ်။ စကားကိုလူရာချက်ပူမပြောသလိုကြည်အားကိုလည်းအပူမဟုတ်ချက်ပါဘူး။ဒါကြောင့်လဲသူ့ကိုကုန်းမောင်ခေတ်ကအလွန်ကွာကြလာတဲ့ဘူကလတ်စီရော်ရဲလို့ဝေဖန်ကြောက်ရွံ့ကြပါရဲ့။အမှန်မှာတော့ဗုဒ္ဓဘာသာအစစ်မှန်ကိုနားလေသူတွေအနေနဲ့ကတော့စီရော်ကိုနားလေပါလိမ့်မယ်။တရားအစီအစဉ်တွေကိုမှတ်မိအောင်အကျိုးချုပ်ပြောဟောချက်တာကြောင့်စီရော်ရဲ့တရားတွေဟာယောဂကြားတဲ့စေခါသပွဲတာဖြစ်ပါတော့တယ်။ CRO ဟာတမားရီအာကောင်းသူပြီးပြီးတစ်ချက်ကိုတုံးချိန်ကြည့်ရုံနဲ့အာကောဆောင်နိုင်သူဖြစ်ပါတယ်။ ရဟန်းနာဝအကျွင်မှာမိနီ၅ချမ်းကိုအာဂုံရပြီးပိရကတ်၃မုံကိုအာဂုံဆောင်နိုင်ခဲ့ပေမဲ့လည်းဆောင်နိုင်ချောင်းကိုမပြခဲ့တာကြောင့်ပြန်လည်တော်မူပြီးနောက်ပိုင်းမှာသာအနည်းကတပည့်တွေကရှောက်တင်မှတိခဲ့ရတာဖြစ်ပါတယ်။စွန်ဖုံးပေးရမှာလည်းမင်းစီယာဖြစ်တဲ့အတွက်ဟင်းကွက်များစွာကိုအလူခံရရှိပါတယ်။ဒါပေမဲ့လည်းဟင်းကွက်တွေကိုလမ်းကျော်ပြီးမနိုင်ပဲမိမိနဲ့နီးရဟင်းကွက်ကိုသာကောင်းဆုံးမိွေဖုံးပေးတော်မူပါတယ်။ ဒါကြောင့်လည်းဗာကြီးရော်နဲ့မိဖုရားမင်းတို့တို့ဟာမိမိတို့လူရန်ထားတဲ့ဟင်းွက်တွေကိုအနီးမှာသာချပေးဖို့ကပိယတွေကိုမြေဝတ်အမိန့်ပေးထားကြရပါတယ်။စီအာရော်ကိုနေပြည်တော်ကိုလာရောက်တရင်သုံးဖို့အတွက်ဘီရင်နဲ့မိဖုရားကိုရိုင်းကရှောက်ထားခဲ့ကြပေမဲ့လည်းစီအာရော်ကတော့သူကြွကျင်တဲ့အချိန်သာကြွမယ်လို့ခက်ပြက်ပြက်မိခဲ့ပါသေးတယ်။တီးမှာတော့စီအာရော်ဟာနေပြည်တော်ကိုကြောက်ဖို့ပြင်ဆင်တော့မှစီအာရော်ကိုနှိဝက်ကြည့်ရှုနေတဲ့ဘီရင်အမှုရန်တွေကနန်းတော်ကိုအထီးလွှားသွားပြီးတရင်ပေးကြရပါတော့တယ်။ အဲ့ဒီခါကျမှပဲဘီနဲ့မိဖုရားတို့လည်းစီရော့ကိုလာရောက်ကြိုဆိုကြရပါတယ် စီအရောအာအုတ်ချောင်းကြီးကိုရေစက်ချသူရန်တော်နေမှာလဲဘရင်နဲ့မိဖုရားအမှုရှိရဲ့ပြိတ်သက်တွေကကရော့ကန်ပြီးဆုံးချိန်မှာတော့စီအရောဥပုပ်ကအစုမပေးဘဲနေနေပါတော့တယ်။ဒါကြောင့်အနီးမှာရှိရဲ့ကိုရောကကုပုပ်ကတော့လုံးယုံမဗျာအခုမှစတာရှိသေးဘာများအလိုမကြရဲမပြောတတ်ဘူးဟုခတ်တိုးတိုးစီအရောကြားအောင်ကြီးကြပါတော့တယ်။အတန်ကြာမှစီအရောကရှ िख ောဝစ်ချရဲဆိုရာကျန်းကန်ကတော့ပြစ်စပလိတဆိုရဲជីချင်းငါးပါလို့ခေါ်ရဲဟုမိန်ကြားတော်မူခဲ့ပါတယ်။ အဲ့ဒီခါကြမှာပဲနမ်မရော်မဲနူလည်းရိမ့်မိသွားပြီးရှင်ဘီရင်ရဲ့ဒရောင်ဆဲအောက်မှာရှိနေတဲ့ဂရီဘာကောင်းကြီးကိုဖဲလိုက်ပြီးတော့မှချက်ကတော့ကြရပါတော့တယ်။ဒါပေမဲ့လည်းကြီးကျင်းငါးပါးမမှန်သေးတဲ့အတွက်ချက်ရှိကိုကြရပြန်ပါတယ်။ဒီလိုနဲ့တတိယအကြိမ်တီလာဘေဘီရဲ့အခါမှာတော့ဘီရင်ကနေပြီးဩဝါဒပေးတော်မူပါဖီးယားဟုရှောက်ရမှာဥပုပ်ကပြင်းကျင့်တရားတို့နဲ့အညီကျင့်မှာကငါတို့ကဆုံးမဩဝါဒပေးရမလို့နင်းနဲ့တူအောင်မကျင်းကငါနဲ့မဆိုင်အဝီစီးနဲ့သာဆိုင်တယ်ဟုခက်ပြက်ပြက်မိန့်တော်မူခဲ့ပါတယ်။ အဲ့ဒီခါမှာနမ်ရောမင်းနုကလည်းကျပဲတော်မှသည်ယခုအုံချောင်းကြီးကိုငွေသုံးသိန်းအကုန်ခံဆောင်းလူရန်ချင်းဖြစ်ပါရယ်ဖေ။ဖလန်ကုံရွာရင်လည်းသသိန်းနံချောင်းကြီးကိုဆောင်းလူရန်ခဲ့ပါရယ်ဖေ။တို့ဝိမဲ့လည်းအလူဌာနဟူသည်ကျင့်တိန်တယ်လို့မရှိပါဘူးဖေ။ဒါကြောင့်ပေမို့ဌာနရဲ့အကျိုးတရားတွေကိုဟောတော်မူစေချင်ပါတယ်ဟုရှောက်တယ်မှာရယ်။အဲ့ဒီခါမှာတော့ဆီယာရောဟာဖလားတစ်ခုနဲ့ရေကိုခတ်စီပါရယ်။အဲ့ဒီနောက်မှာတော့ရေကိုတွန်စီပြီးလျင်ပရိသတ်ကိုကြည့်ပြီးယခုတွန်ပြတော့ရေသည်လူရပါပြင်စင်းနဲ့တူ၏။ လာရင်ကကြံရည်တော်ရည်သည့်မိမိအတွက်ရရှိသောကုသိုလ်နှင့်ကြူဤကိုမိန့်တော်မူခဲ့ပါသည်။ဒါကိုလည်းနမ်ရောင်မဲနူဟာအာမရပြန်ပါဘူး။သို့ဝိမဲ့လည်းဆီယာရောအကြောင်းသိနေရတဲ့အတွက်ဘာမှပြန်မလျှောက်တော့ဘဲအတာညီနေခဲ့ရပါတော့တယ်။တခါကလေစီအရိုတရင်300ကျောင်းကိုဘာကြီးရောရရှိလာတဲ့အခါမှာတော့ဥပုပ်ဟာဂျမျက်စင်းလင်းနေကြဖြစ်ပါတယ် ဒါကြောင့်မင်းစီတဘူးကနေပြီး CRC ချင်းကကเจ้าမော်သူကြပါရန်ရှောက်တင်တဲ့အခါမှာတော့ CRO ကညီတို့ရှင်ဘီရင်လာတာကိုငါကအာဂန်တုကဝေပြရအောင်မလားဟုပြန်ပြောတဲ့အတွက်ရှင်ဘီရင်ကိုယ်တိုင်ကပဲ CRO တမျက်စီလဲရကိုလာရောက်ပြီးခရောရပါတော့တယ်နောက်တစ်ချိန်ကတော့နန်းတော်အတွင်မှာပရိယုပွဲရှိရတဲ့ရှင်ဘီရင်နဲ့တကွပရိသတ်တွေစုံနေပေမဲ့လည်းနမ်ရော်မဲတို့မရောက်သေးတာကြောင့်ကစ်တာဆောင်မာရဲ့အပါရော်မြတူကရှောက်ရမှာစီရော်ကနမ်ရော်ပါမှာအန်ဒီယကဂင်းမာလာဟုမိန့်နေတဲ့ ဘရင်ပါကြီးရောမှကရော့ကြပါဟုဆိုကကရော့ကြရပါရယ်။ဒီနေ့ CROC သွားကြဖို့နမ်ရောမဲနုကဘရင်ကိုခေါ်ရမှာရှင်ဘရင်က CROC သွားရတာစကားလည်းမပြောတရားလည်းမဟုတ်၆ကက်ကက်ကြီးရှိလာတယ်။ဒါကြောင့်မသွားလို့ဟုပြောတဲ့အတွက်မဲနုဟာ CROC ကိုစကားပြောအောင်လုပ်ပါမယ်ဟုဆိုကသမီးတော်ကလေးစင်ပြူမရှင်ကိုပါခေါ်ဆောင်သွားခဲ့ပါရယ်။ ကျောင်းတော်ရောက်တဲ့အခါမှာတော့ချုံးစံတိုင်းပဲရှင်ဘီရင်နဲ့မိဖုရားတို့ဟာဆီအရော်ကိုဝေဖြူကြရမှာဆီအရော်ကဘာမှမပြောပဲစကူတာကြည့်နေကြည့်ရှုနေပြန်ပါတယ်။အဲ့ဒီချိန်မှာနနစ်အရွယ်သမီးတော်လေးဟာကြောက်ရွံ့ရမှန်းမသိပဲဟိုပြေးချီသွားနေဖုန်းကြီးရဲ့ရှူကလပ်ပေါ်ကပီဇာတွေကိုဆွဲယူပါရတယ်။ဒီရောမှဆီအရော်ဟာဟဲ့ဟိုနားကတကြောက်ကြောက်နဲ့ဘဲကဟာကလေးလဲဟူမဲ့ရမှာမန်နူးကသမီးတော်ကလေးပါဖီးယားဟူရှောက်ခဲ့ပါတယ်။ ဆရာတော်ဥပုပ်ကလည်းသမီးတော်ကလေးကဖြင့်တဲလဲကမင်းတကုတ်ဟုမိန်နေကြ။မင်းတို့လည်းအလိုက်တိစွာနဲ့သမီးတော်ကိုပြစ်ပြီးဖုန်ကြီးကိုကတော့ကပြန်ထွက်လာခဲ့ကြပါတော့တယ်။အဲဒီဖြစ်ပျက်ကိုရှင်ဘီရင်နဲ့မိဖုရားတို့ဟာသဘောကျပြီးကြားအောက်ကိုရောက်တဲ့အခါမှာတော့ကြွားဝါးရင်မောပြီးဝမ်းမြောက်ကြရပြန်ပါတယ်။ ဒီလိုနဲ့အင်းဝနေပြီးတော့မှနေုံလာတိုင်းကျင်းပတဲ့သူတို့မှာစာပြန်ပွဲကျင်းပတဲ့အခါမှာတော့နှစ်စဉ်တာယောရီမင်းသားကြီးရဲ့ចောင်းတိုက်ကကြီးပထမကျော်ထွက်ပေါ်ခဲ့ရမှာအပြိုင်ဆိုင်ဖြစ်တဲ့နမ်မတော်မဲနုကလည်းအနိုင်ရဖို့ကြံစီပါရတယ်။အဲဒီလိုနဲ့မဲနုဟာတာယောရီမင်းသားကြီးရဲ့ចောင်းတိုက်မှာရှိတဲ့ចောင်းတိုင်စီအရောကိုချင်းကပ်ပြီးစာကြော်ရဲရန်အကြောင်းကိုစကားနိုင်ပါရတယ်။တီယာချင်းချင်းဆိုသလိုပဲမိမိရဲ့ចောင်းတိုင်စီအရောကိုကပ်ပြီးအဲဒီရန်ကိုဖျားယောင်းခေါ်ယူပြီးအနိုင်ရဖို့ကြံစီပါရတယ်။ ကျန်စီရဲ့အကြမ်းနဲ့အောင်မြင်ပြီးအဲ့ဒီစာကြောတဲ့ရဟန်းဟာလေမင်းတို့တို့အကြောင်းကိုကြောင်းလာပါရယ်အဲ့ဒီအကြောင်းကိုတိုင်ယောရီမင်းသားကြားတဲ့အခါမှာတော့ဘာကြီးရောစီကိုတောက်ပြီးမိဖုရားခေါင်ကပထမကျော်လောင်းလျာကိုခိုးရဲဆိုပြီးတရားစွဲဆိုပါရယ်ဘီရင်လေညီတော်နဲ့မိဖုရားခေါင်တို့ရဲ့အမှုဖြစ်နေတာကြောင့်သူရမစီအာရီရဲ့လက်ကိုလွှဲအပ်လိုက်ပါရယ်သူရမစီအရရူဟာလေအမှုဟာအတင်းအဖွဲမဟုတ်ပဲအင်အားကြီးနဲ့ဆူရိုးရဲ့ပွဲဖြစ်နေတာကြောင့်အမှုကိုမစစ်သေးပဲအကြောင်းပြချက်အသီးသီးနဲ့ရှောင်နေကြပါရယ် အဲ့ဒီခါမှာတော့ဆီရတော့ဥပုပ်ကနေကြားဝင်ပြီကိုရော်တို့ဟာနေရိုင်းစားပြီးအိတ်နေကြသလားအရေးကိစ္စရှိမှစာကြည့်နေကြသလားဆိုပြီးခက်ဆက်ဆက်ဝင်ပြောတဲ့အခါမှာတော့ဆီရတော်ကြီးတွေကဒါဖြစ်ရင်ဒီအမှုကိုကိုရော်လေးဆုံးဖြတ်နိုင်မလားဆိုပြီးမေးမြန်းတဲ့အခါမှာဥပုပ်ကလည်းအမှုအပ်ရင်ဆုံးဖြတ်နိုင်တယ်ဆိုပြီးလျှောက်တဲ့အတွက်အမှုအပ်ကြပါတော့တယ်အဲ့ဒီလိုနဲ့ဆီရတော်ဥပုပ်ဟာလည်းအခုလိုပဲစီရင်ချက်ချခဲ့ပါတော့တယ်စီရင်ပုံကတော့ တဲ့အခုမူဟာတာယာရီမင်းသားငခင်းနဲ့လည်းမဆိုင်နမ်မရောမီနူနဲ့လည်းမဆိုင်ဖုန်ကြီးချင်းတပဲလက်သားကိုဖျားယောင်းခေါ်ယူတဲ့အတွက်ဝီနီရောအရာစီရင်ရန်ဖြစ်တဲ့နိဘိတ်ကေဝါအညာသရိယာဆိုတဲ့ပုံမှန်အရာမီနူကျောင်းလိုက်ကဖုန်ကြီးအောင်သူရပါရဲ့တပဲလက်သားကိုဖျားယောင်းခေါ်ယူတဲ့အတွက်ဂျုတ်ကအာဘတ်တင်တဲ့ ကြည်တနာပြောကြစီအနာကဖုန်ကြီးတစ်ပါးကကြည်တနာခံလိုက်စီနှစ်ပထမကျော်လောင်းဟာသူတစ်ပါးဖျားယောင်းရာကိုဆန္ဒကလေးလိုက်ခြင်းကြောင့်ယခုနှစ်ပထမကျော်မပြတ်ဆိုရသူ့ရဲ့ရာသူပြန်သွားစီဟု၏ဖြစ်ပါတယ်အဲ့ဒီခါမှာတော့ပရိသတ်တွေကလည်းသဘောကျကြတာကြောင့်ကြည်တုခုန်ကူကြပါတော့တယ်မင်းတို့ဟာလက်စင်ဘုံကတိပွဲကိုစီကားတိုင်ငယ်စွာကျင်းပလေရှိပါတယ် ကျနစ်မှာတော့ဘရင်နဲ့မိဖုရားကနေစီအရော်ဥပုပ်ကိုတရားဟောရန်လျှောက်ထားရမှာစီအရော်က24ဖြစ်စီပဋ္ဌာန်းထေသနာတော်ကြီးအကျင့်ကိုရွတ်ဆိုပါရယ်ရွတ်ဆိုပြီးရနောက်စိတ်စိတ်နေပြီးရအခါမှာအကြောင်းသိလာတဲ့ရှင်ဘီရင်ဟာရေဆက်သွန်ချအမျှဝေရပါရယ် အဲဒီခါမှာလေးပြလေးရက်ကကြောက်လာတော်မူလာကြတဲ့စီအာရုံကြီးတွေဟာဥပုပ်ကိုစတတ်တယ်လို့ကြီးညိုလုံးလာကြောင်းအေယာမကျောင်းတော်ကြီးကိုလူတန်းပြီးအေယာမမိဖုရားကြီးကအေယာမကထိန်ပွဲကြီးကျင်းပရမှာတကယ်ပြရွှေရပပဟောလိုက်တဲ့တရားကဟေတုပစ္စည်းရောတဲ့ဗျာဆိုပြီးဘီရင်နဲ့ပြိတ္တတွေရှိမှကဲ့ရဲ့ကြပါတော့တယ် အဲ့ဒီခါမှာစီရတော်ဥပုပ်ကလည်းအေယာမကျောင်းတော်ကြီးလူရန်ပြီးအေယာမမိဖုရားကြီးကအေယာမကချင်ပွဲကြီးကျင်းပရမှာအေယာမပဋ္ဌံတရားတော်ကြီးကိုဟောလိုက်တာဘသူကဘာပြောချင်ညာသေးတယ်ဆိုပြီးဖြေလိုက်တဲ့အခါမှာတော့ဘသူကမှပြလဲမချေပါနိုင်တော့ပဲစီရတော်အကြောင်းကိုသိတဲ့ပရိသတ်တွေကတာရုတုံချင်းခေါ်ကြပါလေရောတဲ့နောက်တစ်ချိန်မှာတော့တာယာရီမင်းသားဟာပုံကံမှုမှာအောင်မြင်ပြီးရင်နောက်ဘရင်အဖြစ်နဲ့သုံးနှစ်မြောက်မှာတော့နမ်ရော်မဲနူနဲ့မင်းသားကြီးဦးကိုအပေါင်းပါရုကိုတည်ရန်ပေးပါတော့တယ် အဲ့ဒီအချိန်မှာကာယောရီမင်းဟာအမရပူရကိုမင်းနေတီတော်အနေနဲ့ပြန်လည်ပြီးပြောင်းရွှေ့စိုးစံနေခြင်းလည်းဖြစ်ပါတယ်။ဒါကြောင့်စီရတော်ဥပုပ်ကလည်းအမရပူရကိုပြောင်းရွှေ့ပြီးတည်င်းတုံးရပါတော့တယ်။မင်းနုကိုမြို့ဝန်နဲ့အာနာဘကွက်သားတို့ဟာတေးရန်စီရင်ဖို့ခေါ်ဆောင်သွားတဲ့အချိန်မှာမင်းနုဟာမိမိရဲ့စီရရင်ဖြစ်တဲ့စီရတော်ဥပုပ်ကိုနောက်ဆုံးအနေနဲ့ဖူးမြော်ကြော့ဖို့အတွက်အခွင့်အကြောင်းနဲ့ကြောင့်မြို့ဝန်လည်းအခွင့်ပေးပြီးစီရတော်ထံကိုပို့ဆောင်ပေးကြပါတော့တယ်။ အဲ့ဒီချိန်မှာဆီအာရောဟာစာကြည့်နေခြင်းဖြစ်ပါတယ်။မင်းနုကဥကြကဖျားတပည့်တော်မသည်ကုန်းမောင်မဲတရားရီမင်းရဲ့ဖုန်တကိုဖုံးအုပ်လာတဲ့အတွက်သူ့ရဲ့အာနာဇတ်နဲ့အဆုံးစီရင်ခြင်းကိုခံရပါတော့မယ်။ဒီနေ့ဟာဆိုရင်တော့ဆီအာရောဖျားကိုနောက်ဆုံးဖူးမြော်ကြတော့ခြင်းဖြစ်ကြောင်းမှဖျားဆိုပြီးရှောက်တယ်မှာရတယ်။စီအရောဟာလဲစာကြည့်နေရကနေမင်းနုရှိရာဘက်ကိုမျက်နှာမူပြီးလင်မင်းနုသူကြွေးရှိရင်ဆက်ရလိမ့်မယ်ဆိုပြီးမိန့်တော်မူခဲ့ပါတယ် အဲ့လိုအမိန့်ရှိတဲ့အခါမှာမဲနုဟာမိမိအားတစ်ခါမှဒီလိုကြည့်ပြီးမမေ့ဘူးတဲ့အတွက်အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါရဲ့အဲ့ဒီနောက်မှာတော့မဲနုကိုတောင်းတမန်အင်းရဲ့အရှိမြောက်ကြောင့်မဲပရကုန်းကန်းဆတ်မှာရေချပြီးအဆုံးစီရင်ခဲ့ကြပါရဲ့ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာကျက်ဆက်ပေးခဲ့တာကတော့နမ်ရောမဲနုနဲ့ကြွားကြလာတဲ့မင်းစရာပညာရှိစီရော်ဥပုပ်တို့ကြကမှတ်သားပွဲရာစီရာတပည့်ဆက်ဆံရေးအကြောင်းလေးပဲဖြစ်ပါတယ်